အနာဂတ်မှာလူတွေကအိတ်မရတော့ပဲအသီးစိတ်လွတ်သွားကြတော့ခါမင်္ဂလာပေါင်းတဲ့ခါကြောင်းနဲ့ညီကောင်းရင်းမြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ပီကာဆူ channel ကနေဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါရခင်ဗျာဒီနေ့မှာတော့ရင်ကုန်ဆေးလို့ရှားပွေရာဇလန်းတွေပေါ်မှာခြိုက်နှစ်တက်တဲ့ပြည်သက်ကြီးတို့အတွက် aquic ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာညတညမှာတက်ကတူတွေကိုအဆောင်ဖြစ်တဲ့ခြေကပုံရှိုးွယ်ရှိုးနဲ့ CCTV တွေပိတ်ထားတဲ့တခွေကန်တွေကိုခိုးဝင်ခဲ့ပါတယ်အထဲကိုရောက်တော့ခြေကတန်းကုန်နေတဲ့ဆေးကိုခိုးခဲ့ပြီး နောက်တစ်ရက်မှာတော့မှားထားတဲ့ reject ကိုတွားပြီးတော့ reject ကဈေးနှိမ်ပြီးယူခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂျေးကသူ့ကလေးတွေဖြစ်တဲ့ Medita နဲ့ Noah တို့ကိုခေါ်ဖို့သူ့ရောက်ခမ Doric အိမ်ကိုတွားခဲ့ပါတယ်။သူ့ရောက်တော့ Doric ကသူ့မှာဆောင်းဆောင်ခွင့်မရှိတဲ့အကြောင်းပြောကာကလေးတွေကိုစောစောလာခေါ်ခိုင်းခဲ့ပါတယ်။ကောင်းမောင်းနေတော့ဂျေးကကလေးတွေနဲ့ပိုးရင်းမြောင်လို့တဏိတာအကြောင်းကိုမေးခဲ့ပါတယ်။ Medita ကပျော်ပျော်ရွှင်ရွှင်နဲ့ဖြေခဲ့ပေမဲ့ Noah ကတော့စကားပြောချင်တဲ့ပုံမပေါ်ခဲ့ပါဘူး။ အဲဒီနောက်ကားရေဒီယိုကလိုင်းပြတ်သွားတဲ့အခါမှာတော့လမ်းပေါ်ကတခြားကားတစ်စီးကဘရိတ်ပေါက်သွားတဲ့အတွက်ခြေကရှောင်မောင်းခဲ့ရပါတယ်။ဒါမဲ့လည်းနောက်ကားတစ်စီးကသူတို့ကားကိုဝင်တိုက်ခဲ့ပြီးတောင်ကုန်းဘော်ကနေအခြေခံထဲကိုလိမ့်ချသွားခဲ့ပါတယ်။ကားရဲကိုရေတွေဝင်လာခဲ့ပြီးခြေကသူ့ကလေးတွေကိုထွက်လို့ရအောင်ထိုင်ကိုကပတ်တွေဖြုတ်ပေးခဲ့ပါတယ်။အဲဒီနောက်ခြေကသူတို့နောက်ကိုလိုက်တဲ့အခါမှာတော့ခြေကသူ့ကိုအောက်ဆွဲထားခဲ့ပါတယ်။ကံကောင်းထောင်းမှပြီးသူကရေပေါ်တက်နိုင်ခဲ့ပေမဲ့လိုအားကိုသူနားမှာတွေ့ကမတီတာကိုတော့ကမ်းပေါ်ကရေနှယောက်ကကဲတင်ထားခဲ့ပါပြီ။ ရဲတွေကတမျိုးလုံးတအားပြတ်တော့သွားတဲ့အကြောင်းနဲ့ဂျင်းနှစ်ဖူးမှလည်းဒဏ်ရာရထားတဲ့အတွက်ဇေယုံကိုသွားဖို့ပြောခဲ့ပါတယ်။ဇေယုံရောက်တော့သူတို့ကဒဏ်ရာရထားတဲ့လူနာအများကြီးကိုတွေ့ခဲ့ပြီးတော့အံ့ဩနေခဲ့ကြပါတယ်။လူတချို့ကဖြစ်ပျက်ခဲ့တာတွေကိုဆွေးနွေးခဲ့ကြပြီးတော့ပုံမှန်တအားပြတ်တော့မှုကကားတွေကိုမတက်ရောက်တဲ့အတွက်အကြမ်းဖက်တက်ခိုက်မှုလို့ထင်နေခဲ့ကြပါတယ်။ဂျေးရဲ့ဒဏ်ရာကဒေးစားပဲဖြစ်တဲ့အတွက်ဆရာဝန်တွေကသူ့ထက်ချင်းနေဆိုးတဲ့လူနာတွေကိုကုနေတော့ဂျေးကလည်းသူ့ဒဏ်ရာသူကုခွေရပါတယ်။ ဒီနောက်မှာတော့မိမတယောက်ကအထူးဆန်းနာတွေတွေ့ပြီးអော်လိုက်တော့ဂျေးကသွားကြည့်လိုက်တဲ့အချိန်မှာပဲကုမာဝင်နေတဲ့လူနာတွေအကုန်လုံးနိုးလာတာကိုတွေ့ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့ကဒေါရိတ်အင်ကိုပြန်ခဲ့ကြပြီးဒေါရိတ်ကဖုန်းလိုင်းတွေပြတ်နေကြောင်းနဲ့စန်နေကခရစ်တက်ကတ်တွေကိုလက်မခံတော့တဲ့အကြောင်းပြောခဲ့ပါတယ်။ဂျေးရဲ့ပက်ဆန်တွေအကုန်လုံးကလည်းရေကန်ထဲကျနေခဲ့ပြီးတော့ဂျင်းနေရဒေါရိတ်ကဂျေးကိုသူ့အိမ်မှာညားရီခိုင်းခဲ့ပါတယ်။ညာရောက်တော့ဂျေးကအိမ်မပြောတဲ့အတွက်အေကန်ထဲသွားပြီးတော့သူ့ယောက်ျားနဲ့သူကလေးတွေရဲ့ပုံတွေကိုကြည့်နေခဲ့ပါတယ်။ ော်ရဲကလည်းအိတ်မပြောတော့သူနာရောက်လာကအိတ်ဆေးတွေအကြောင်းကိုပြောခဲ့ကြပါတယ်။ဂျေးကဆေးဆွဲနေရကနေပြန်တက်တာလာစားဖြစ်တဲ့အတွက်အိတ်ဆေးတွေမတောက်ခဲ့ဘဲနဲ့ဒေါ်ရက်ကလည်းတောင်းလဲအိပ်ပြုံမှာမှုတ်တဲ့ကြောင်းပြောခဲ့ပါတယ်။အိပ်နေတဲ့မက်ဒီတာကိုသွားကြည့်ပြီးတော့ဂျေးကနိုးနေတဲ့နိုအားကိုတွေးခဲ့ပြီးသူတို့ကကြဲကြွေတာကိုကြည့်ရင်းနဲ့ဂျိုးလူတွေမှန်တီသွားခဲ့ကြပါတယ်။အဲနောက်ဂျေးကလှုပ်သွားတဲ့လမ်းမှာမျိုးရဲကလူတွေကအိပ်မရတဲ့အတွက်လမ်းမရီပေါ်မှာပတ်သွားနေကြတာကိုတွေ့သွားခဲ့ပါတယ်။ သူကနှစပေးပြီးတော့ဈေးထက်ဝယ်ကျင်နေတဲ့ Jared နဲ့လည်းတွေ့ခဲ့ပါတယ်။အကုန်လုံးကအိမ်မပြောတဲ့ယောဂါကိုကုဖို့အတွက်အိတ်ဆေးစားခဲ့ကြပြီးတော့ Jared ကလည်းဈေးအောင်ကျင်နေတော့ Jay ကဈေးရလာရင်သူ့ကိုလာတွေ့ပြီးတော့ရောင်းမယ်လို့ပြောခဲ့ပါတယ်။ဒီနောက်မှာတော့ Jay ကတက္ကသိုလ်ကိုရောက်တော့ဘသူမှမတွေ့ခဲ့ဘဲနဲ့သူ့ duty ပြီးလို့မနေ့ရောက်တော့ Jay ကတက်ခွဲကန်းထဲကိုဝင်ပြီးဈေးတွေယူနေတော့မှပဲ။ Jody ရဲ့လက်နက်ကင်စသားတွေဝိုင်းထားတာခံခဲ့ရပါတယ်။ Jay ကသူတို့ကိုနောက်ဆုတ်သွားအောင်တက်ကြဟောင်းတယောက်ဖြစ်တဲ့အကြောင်းပြောခဲ့ပေမဲ့ ဒေါက်တာမာဗီရောက်လာကဂျေးကဈေးတွေကိုခိုးနေမှန်းသိသွားတော့သူရှင်းပြတာကိုတော့နားမထောင်ကျင်လောက်အောင်စိတ်ပြေသွားခဲ့ပါတယ်။မာဗီဘွဲ့နဲ့စသားတွေကမနေ့ကဒဏ်အောင်ပြတ်တောက်မှုဖြစ်ပြီးတဲ့ကဘသူမှအိမ်မရတဲ့အတွက်သူတည်တနာလို့ဖို့ပြင်ဆင်ခဲ့ကြပါတယ်။ဒီနောက်မှာတော့မာဗီကဂျေးကိုလည်းပါလို့ရတဲ့ကြောင်ပြောခဲ့ပေမဲ့ဂျေးကတော့ညင်ခဲ့ပါတယ်။အဲဒီနောက်မာဗီကထွက်မသွားခင်ဘရိုင်ယန်ကိုသူတည်တနာဌာနရဲ့လိပ်စာပေးပြီးတော့သူ့မိသားစုကိုခေါ်လာခိုင်းခဲ့ပါတယ်။ဘရိုင်ယန်ကဂျေးကိုဖွဲထဲဝင်လိုက်တဲ့အကြောင်းနဲ့အိမ်မရတာကအကုန်လုံးတက်ရောက်မှုကြီးမဲ့ကြောင်ပြောခဲ့ပါတယ်။ မကြခင်မှာပဲသူတို့ကထင်အောင်ထင်မှားဖြစ်ပြီးတော့မလှူရှားနိုင်တော့ဘဲနဲ့နှလုံးခုန်လေးရက်သွားမှာပဲဖြစ်ပါတယ်။မိမတယောက်ကပဲအိပ်ပျော်နှမ်းခဲ့ပြီးသူကဘာလို့ကျွန်းကျက်ဖြစ်နေရတာလဲဆိုတာကိုလေ့လာဖို့အတွက်ရာရှိတွေကဌာနကိုခေါ်သွားပြီးပဲဖြစ်ပါတယ်။အဲဒီနောက်ဂျေးကထွက်လာတော့ကမက်ဒီတာကအိပ်ပျော်နေတဲ့အကြောင်းပြောလိုက်တော့ဂျေးကလည်းသူ့အသေးရောရှိသေးရဲ့လားလို့မေးခဲ့ပါတယ်။စိတ်ပူသွားတဲ့ဂျေးကဒေါ်ရဲအိမ်ကိုအမြန်ပြန်သွားခဲ့ပေမဲ့နွားကိုပဲတွေ့ပြီးတော့ဒေါ်ရဲကမက်ဒီတာကိုချက်ချောင်းခေါ်သွားတဲ့အကြောင်းပြောခဲ့ပါတယ်။ အဲနောက်ဂျေးကပစ္စည်းတွေကိုစုခဲ့ပြီးနွားကိုသူညီမကိုသွားခေါ်မယ်လို့ပြောခဲ့ပြီးတော့ထွက်သွားတဲ့အချိန်မှာတော့ဘရိုင်ယန်ကရောက်လာခဲ့ပါတယ်။သူကမက်ဒီတာကိုလေးလာဖို့အတွက်ဌာနကိုခေါ်သွားခြင်းခဲ့ပေမဲ့ဂျေးကငြင်းလိုက်ပြီးတော့နွားကိုခေါ်ကာထွက်သွားတော့ဘရိုင်ယန်ကသူ့တို့နောက်ကိုလိုက်လာခဲ့ပါတယ်။လူတွေကအသီးစိတ်ပျောက်ကုန်ကြပြီးတော့ပစ္စည်းတွေဖြစ်စီကြရန်ဖြစ်ကြတဲ့အကြမ်းဖက်ကုန်ကြပါတယ်။အဲနောက်သူတို့ကမိုက်ပေါ်နောက်မှာအလောင်းတလောင်းကိုတွေးခဲ့ပြီးသူတို့ဘက်ကောင်းဆောင်မန်းတီးသွားတော့ဂျေးကတုံးလို့သွားခဲ့ပါတယ်။ ။လောကကဘာတွေဖြစ်နေလဲဆိုတာမေးတော့ဂျေကအေးမွားတဲ့အတွက်လူတွေကသိစိတ်ပျောက်ကုန်ကြတာဖြစ်ကြောင်းပြောခဲ့ပါတယ်။အဲဒီချိန်မှာပဲဒေါရက်ကမက်ဒီတာကိုတင်းအုပ်ဆရာနဲ့ပေးတွေ့ခဲ့ပြီးတင်းအုပ်ဆရာကမက်ဒီတာကိုအိမ်မပြောတဲ့လူတွေအတွက်မျှော်လင့်ချက်ဖြစ်လာအောင်အေးကမ်းခဲ့ပါတယ်။မက်ဒီတာအိပ်ပြောသွားတော့တင်းအုပ်ဆရာကကျန်တဲ့လူတွေကိုထူးဆန်းတာတခုဖြစ်လာပြီးစွမ်းအင်ကပြန့်နှံ့သွားမယ်ကြောင်းပြောခဲ့ပါတယ်။ဒါမဲ့လေမဒီတာကနိုးလာပြီးတော့ဒေါ်ရက်ကသူ့ကိုခေါ်သွားမယ်လို့တော့လူတွေကသူတို့ကိုပဲချိန်မှအိပ်ပြော်ကိုကြီးမှလဲလို့မေးခဲ့ပြီးဂျေဆက်ကိုစတေးခဲ့တယ်လို့မျိုးသူ့ကိုပါစတေးဖို့တွေးခဲ့ကြပါတယ် ဘုန်းတော်ကြီးကအကုန်လုံးကိုစိတ်ညစ်ညစ်ထားခိုင်းခဲ့ပြီးတော့ဂျေးတို့ရောက်လာတော့ရဲတယောက်ကတနန်းနယ်ချိန်ထားတဲ့အတွက်ဘုန်းတော်ကြီးကအကုန်လုံးကိုပြန်တိုင်ခိုင်းခဲ့ပါတယ်။ဂျေးကမဒီတာကိုခေါ်သွားခြင်းခဲ့ပေမဲ့လူတွေကကလေးမလေးကိုထွန်မသွားစေခြင်းခဲ့ပဲနဲ့မိမတယောက်ကလည်းမဒီတာကဒေါရီရဲ့အုတ်သေးမှုအောက်မှာရှိကြောင်းပြောခဲ့ပါတယ်။အချိန်လေးတင်းမာလာတော့ဘရိုင်ယန်ကအကုန်လုံးကိုအေးရေးမွားတဲ့အတွက်စိတ်တို့လွယ်နေတာဖြစ်ကြောင်းနဲ့သုတေသနဌာနကသိပ္ပံပညာရှင်တွေကဒီပြဿနာကိုဖြေရှင်းပေးမယ်ကြောင်းပြောခဲ့ပါတယ်။ မယ်ဒီတာကိုစမ်းသပ်ကံဖြစ်မလာစေခြင်းတဲ့အတွက်ဖုန်းတော်ကြီးကသူတေသနာဌာနကိုပို့ကွင်းပြုခဲ့ပေးနဲ့ဘရန်ကလည်းစစ်သားတွေခေါ်ပြီးပြန်လာမယ်ပြောတော့ရဲတွေကသူ့ကိုပြစ်ဒတ်ခဲ့ပါတယ်။လူတွေကကိုရုံသုံးကားဖြစ်သွားတော့ဒေါ်ရက်ကမယ်ဒီတာကိုအနောက်တကားကနေခေါ်တော့ခဲ့ပြီးလူတွေကလည်းသူတို့နောက်ကိုလိုက်လာခဲ့ကြပါတယ်။သူတို့ကချက်ကြောင်းတွေကအခန်းတွေထဲလိုက်ရှာခဲ့ပြီးတော့ဒေါ်ရက်ကလည်းမယ်ဒီတာပြောက်သွားခြင်းအောင်ဆောင်ခဲ့ပါတယ်။နွားကူတော့တော်ရဲမှာပြန်တွေ့ဖို့ပြောပြီးတော့ဂျေးကပေါ်ထဲမှာပုံနေတဲ့မက်ဒီတာကိုရှာတွေ့ခဲ့ပါတယ်။ဂျေးကကောင်မလေးကိုလက်လုံမပေးရင်ဖုန်းတော်ကြီးကိုပြစ်မယ်လို့ချိန်ချောင်းနေတဲ့အတွက် သူတို့သားမိကဂျူးတိုင်းနဲ့ထွက်ပြေးခဲ့ကြပြီးဘုရားကျောင်းထဲမှာနိုဟာကဘရိုင်းရဲ့အလောင်းကိုကြည့်ပြီးတော့တုံ့လို့သွားခဲ့ပါလေ။သူကဘရိုင်းရဲ့အိတ်ကတ်တွေကသူ့တေသနာဌာနရဲ့လိပ်စာကတ်ကိုရှာတွေ့ခဲ့ပြီးတော့ရုတ်တရက်တနတ်တန်ဒီနဲ့အော်တန်ဒီကြားလိုက်ရတော့သူ့မိပြောထားတဲ့အတိုင်းတော်ရဲကိုထွက်ပြေးခဲ့ပါလေ။သူတို့ကကားပါကင်မှာပုံနေဖို့အတွက်အမြန်ဆုံးနည်းနဲ့ပကံလုံးစီးပြီးတော့ပြေးခဲ့ကြပါလေ။နိုဟာကကုသနီးတွေ့အောင်မက်ဒီတာကိုသူ့တေသနာဌာနကိုပို့ဖို့ပြောတော့ဂျေးကလည်းထန်ရင်းခဲ့ပေမဲ့နိုဟာကအကုန်လုံးတည်သွားတဲ့အချိန်မှာမက်ဒီတာတယောက်တည်းကြံခဲ့မိအကြောင်းပြောတော့ဂျေးကသူ့စိတ်ကိုပြောင်းခဲ့ပါလေ။ ဒီနောက်မှာတော့သူတို့ကလုံလုံခြုံခြုံသွားနိုင်ဖို့အတွက်ကားတစ်စီးလိုတော့ဂျေးကဂျယ်ရက်ကိုရောင်ကိုသွားတဲ့အချိန်မှာသွေးထွက်ပြီးလဲနေတဲ့ဂျယ်ရက်ကိုတွေ့ခဲ့ပါတယ်။သူကိုနှစ်ယောက်ကသူ့ကိုပြစ်တက်ခဲ့တာဖြစ်ပြီးတော့သူ့တံကိုကြားသွားတဲ့အခါမှာတော့ဂျေးကအမြန်ပုန်းခဲ့ပါတယ်။သူတို့ကဂျယ်ရက်စီကနေတန်ထွက်တယ်ထင်တော့သူကိုတယောက်ကဂျယ်ရက်ကောင်းကိုပြားနေအောင်တက်နေခဲ့ပါတယ်။ဂျေးကဂူတဆိုင်နဲ့ကားဝယ်ဖို့အတွက်ဝက်ဦးလဲကိုရှာတွေ့ခဲ့တဲ့အချိန်မှာသူကိုတွေကကားကိုခိုးကထွက်သွားခဲ့ကြပါပြီ။ဂျေးကလည်းဇဝဲဘော်ကတော့ရေအကုန်လုံးယူကြည့်ကကားတစ်စီးကိုရွေးခဲ့ပါတယ်။ ဒီနောက်မှာတော့သူကသူ့ကလေးတွေကိုသွားခေါ်ကထွက်ခွာခဲ့ကြပြီးတော့မန်ဒီတာကလမ်းမှာအိပ်ပျော်နေခဲ့ပါတယ်။ညနေရောက်တော့သူတို့ကလမ်းပေါ်မှာကားတိုက်ခံရပြီးတော့တေးနေတဲ့တခုနှစ်ယောက်ကိုတွေ့ခဲ့ပါတယ်။သူတို့ကသူကောင်းဆောင်ရဲ့တနက်နဲ့အိပ်ကိုခိုးလာမှန်းတွေ့သွားခဲ့ကြပြီးတော့တက်ခင်မန်းလည်းဂျေးကတီးသွားခဲ့ပါတယ်။ဒီနောက်မှာတော့ဂျေးကတနက်နဲ့အိပ်ကိုယူပြီးတော့ကားပေါ်ကိုပြန်တက်ခဲ့ပါတယ်။နောက်တစ်ခန်းရောက်တော့သူတို့ကခဏနားတဲ့အချိန်မှာဂျေးကမာဖီလူတွေကတကိုးတွေကိုပြစ်တက်ခဲ့ကြောင်းနှွာကိုပြောခဲ့ပါတယ်။မာဖီကစစ်တပ်ကဇေယောဂါကူဆရာဝန်ဖြစ်ပြီးတော့ စစ်ပွဲအတွင်းမှာတော့ကသူကမိခိုင်းတာလိုမျိုးလူမဆန်တဲ့နီးလန်းတွေနဲ့လူတွေကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့ပါတယ်။ဒီနောက်မှာတော့ဂျေကဆေးဆွဲတာကိုဖျက်ပြီးတဲ့အချိန်မှာမာဖီကသူ့ကိုလှုပ်ရအောင်ကူညီပေးခဲ့ပါတယ်။နိုအာကသူ့မိစိတ်ပူတာကိုနားလည်ပေမဲ့မာဒီတာကိုတော့ထဏစီခေါ်သွားခြင်းနေသေးပဲဖြစ်ပါတယ်။နောက်တစ်ရက်မှာတော့သူတို့ကလမ်းပေါ်မှာကိုတုံးလုံးနဲ့သွားနေတဲ့လူတွေကိုတွေ့ခဲ့ပါတယ်။သူတို့ကဂျေတို့သွားလို့ရအောင်လမ်းဖယ်ပေးခဲ့ပြီးတော့နောက်ကန်းကမာဒီတာကိုစိုက်ကြည့်နေခဲ့ကြပါတယ်။ ခဏကြာတော့သူတို့ကလူသူကင်းမဲ့နေတဲ့မြို့ကိုရောက်လာခဲ့ကြပြီးမြေပုံရှာဖို့စာကြည့်တဲ့ကိုဝင်ခဲ့ကြပါတယ်။ဒါမဲ့ဂျေကဖြစ်လာမဲ့အရာတွေကိုကြောက်ရွံ့နေခဲ့ပြီးတော့ငုံနေတဲ့မဒီတာကိုကဘာတက်မှာဘလို့သက်ရှင်တန်ရမလဲဆိုတာပြောပြခဲ့ပြီးတနက်ပြင်းကြီးပါတင်ပေးခဲ့ပါတယ်။မဒီတာကမပြစ်ကျင်တဲ့အခါမှာတော့ဂျေကစာအုပ်တွေကိုပြစ်ပြီးတော့သူ့ရဲ့ဒေါသကိုဖြေဖြောက်ခဲ့ရပါတယ်။မဒီတာကိုကားထဲပြန်ဖို့ပြီးတဲ့အခါမှာတော့နွာနဲ့ဂျေတို့ကဌာနကိုသွားဖို့အတွက်မြေပုံကိုကြည့်ခဲ့ကြပါတယ်။အဲ့ဒီချိန်မှာပဲထောင်ကလွတ်လာတဲ့လူတွေကမြို့ထဲကိုရောက်လာခဲ့ကြပါပြီ။ ဂျေကသူတို့ကိုဘရင်ဘောက်ကနေမြင်လိုက်ပြီးအပြင်ထွက်ခဲ့ပေမဲ့တယောက်ကနောက်ခံမှာမက်ဒီတာအိတ်နေတဲ့ကားကိုခိုးသွားပြီးပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့လူတချို့ကနိုဝါကိုခေါ်သွားဖို့ကြိုးစားခဲ့ပေမဲ့ဂျေကသူတို့ကိုနောက်ဆုံးတော့အောင်၆ပြစ်ပစ်ခဲ့ပါတယ်။အဲဒါကနောက်ဆုံးကြည်စံဖြစ်နေတော့ဂျေတို့ကထွက်ပြေးဖို့ပြင်ခဲ့ကြပေမဲ့သူတို့ကားကပြန်ရောက်လာက Dodge ကကားပေါ်တက်ခိုင်းခဲ့ပါတယ်။မျိုးရက်ကထွက်သွားကြတဲ့အခါမှာတော့ဂျေက Dodge ကိုတနက်နဲ့ချိန်ကမေးမြန်းခဲ့ပါတယ်။ဒီနောက်မှာတော့သူတို့ကအာယုံမဆိုင်မီပဲနဲ့ကားတိုက်တော့မလို့ဖြစ်ခဲ့ပေမဲ့လူဝကအချိန်မီတတိပေးနိုင်ခဲ့ပါတယ်။ ဒေါ့ချ်ကကားကိုရိုက်လိုက်ပြီးတော့ဂျေးစီကတနက်ကိုလူယူလိုက်တော့ဂျေးကကြည်စံမရှိတော့တဲ့အကြောင်းပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒေါ့ချ်ကကားတော့ကိုယူကာပြာကျနေတဲ့လဲခွင်းတစ်ခုတည်းကိုသွားကြည့်ခဲ့ပါတယ်။အဲဒီနောက်သူကဝစ်စားတက်တွေတွေ့တော့လဲဝက်ခဲ့ပြီးတော့နိုဟာကကုသနေရှာဖွေနေတဲ့အကြောင်းကိုလည်းပြောခဲ့ပါတယ်။အဲဒီအချိန်မှာပဲဂျေးကမန်ဒီတာကိုကားထဲကနေစီကိုပိုက်နဲ့ဆုပ်ထုတ်နှီးကိုတင်ပေးခဲ့ပါတယ်။ဒေါ့ချ်ကပြန်ရောက်လာတော့ဂျေးကိုတနက်ပေးခဲ့ပြီးသူလဲကုသနေလူချင်းတဲ့အတွက်သူတေသနာဌာနကိုပို့ပေးဖို့သဘောတူခဲ့ပါတယ် ညနေရောက်တော့ဂျေးကမတီတာကို driver ထိုင်ကိုမှထိုင်ခိုင်းကကားမောင်းနီးတင်ပေးခဲ့ပါတယ်။ဒါမဲ့လည်းသူတို့ကလမ်းကိုပိတ်ထားတဲ့အမိုက်ပုံးတွေပေါ်မှာလူတယောက်ထိုင်နေတာကိုတွေ့ကကားရက်ခဲ့ရပါတယ်။အပင်နေနားမှာလူရင်းတွေကလူတွေကိုဖမ်းကသွေးဖောက်ဖို့အတွက်ပင်ပေါ်ကနေတွဲလောင်းချိန်ထားခဲ့ကြပါတယ်။ကြောက်နေတဲ့ဂျေးကလည်းချက်ချင်းပဲ driver နေရာဝင်ထိုင်ကထွက်သွားဖို့ကြိုးစားခဲ့ပေမဲ့ကားကမိုက်ပုံးကိုဝင်တိုက်ခဲ့ပြီးတော့လူရင်းတွေကကားပရင်းပေါက်ကိုဖျက်ဆီးခဲ့ကြပါတယ်။ ဂျေးကကားကိုမိုက်ဘွန်းနားမှာပတ်မောင်းနေတဲ့အခါမှာတော့လူရိုင်းတွေကကားထဲကိုဝင်လာကြကဂျေးတို့ကလည်းပြန်တိုက်ခတ်ခဲ့ကြပါလေမိမတယောက်ကမဒီတာသပင်ကိုဆွဲထားတော့နွာကသူ့လက်ကိုလွှတ်အောင်လို့ဝဲဥလည်းနဲ့ထိုးခဲ့ရပါလေလူရိုင်းတို့ကဂျေးကိုဆွဲထုတ်မလို့လုပ်ပေမဲ့အဲ့ဒီချိန်မှာပဲမဒီတာကလီဗာနင်းလိုက်တဲ့အခါမှာတော့သူတို့ကလွတ်မြောက်သွားခဲ့ရပါလေလူရိုင်းတွေကသူတို့နောက်ကိုပြေးလိုက်ခဲ့ပေမဲ့လည်းကားကသူတို့အတွက်မြန်လွန်းနေခဲ့ပါလေနိုင်နေခဲ့ကြတော့သူတို့ကတောထဲကဌာနကလင်းရောက်နေကိုမြင်ခဲ့ရပါလေ ဂျီရိုသားမီးတွေကလည်းကားထဲကထွက်ကာဒော့ချ်ကိုနှုတ်ဆက်ခဲကြပြီးတော့ဒော့ချ်ကလည်းတယောက်တည်းထွက်သွားခဲ့ပါတယ်။အဲဒီနောက်လမ်းသားမှာလည်းအင်ဟောင်းတစ်လုံးရှိနေတော့ဂျေးကသူ့တေသနာဌာနမှာလုံခြုံလားလို့သွားကြည့်နေတော့မှပဲကလေးတွေကိုစောင့်နေခိုင်းခဲ့ပါတယ်။ဒါမဲ့ဂျေးကဈေးကြောဖို့မြင့်မှာခဏနားခဲ့ပြီးတော့ဌာနနားကိုကတ်ကစစ်သားတွေကနေကောင်းအောင်ဈေးတွေကိုထိုးနေတာကိုတွေ့ခဲ့ရပါတယ်။ထရကားတစ်စီးကတံတားပေါ်ကိုဖြတ်သွားတဲ့အခါမှာတော့သူကလူမမြင်အောင်ကားအုပ်ကနေတက်လိုက်ခဲ့ပြီးလေကားပေါ်မှာလည်းကြည်စံတွေကိုတွေ့ခဲ့ရပါတယ်။ အဆောင်တွေထဲဝင်သွားတော့ဂျေးကထဲကိုခိုးဝင်ခဲ့ပြီးတက္ကသိုလ်မှာတော့ငါဇကဝက်ကိုပဲထည့်ရိုက်ကတတိမထားမီအောင်ကိုအင်းညီယူဝဲခဲ့ပါတယ်အခန်းတစ်ခုထဲမှာတော့အိတ်နေတဲ့ဘွားတစ်ယောက်ရှိနေခဲ့ပြီးတခြားဇာဝင်တွေကလည်းဂျေးကိုသွေးနမူနာလာယူတာလို့ထင်ခဲ့ပါတယ်ဂျေးတယောက်မိစဉ်ကြည့်ကနေတော့မှာပဲအဖွားလက်ကတန်ရာကိုတတိထားမီခဲ့ပြီးတော့အချိန်ပေါင်းများစွာသွေးဖောက်ခံထားရမှန်းတည်သွားခဲ့ပါတယ်အဖွားကညီးနေတဲ့ခါမှာတော့ဂျေးကကူညီမယ်လို့ဂရီပေးခဲ့ပြီးတော့အကုန်လုံးတည်သွားရင်မက်ဒီတာလေးကိုယူဆိုင်ပေးဖို့ကူညီတောင်းခဲ့ပါတယ် ခေါင်းချုပ်သွားတဲ့ဘွားကလည်းသူကလွန်ခဲ့တဲ့လပိုင်းကလေးကကွယ်လွန်ရမှာဖြစ်ပြီးတော့ဘာလို့အိပ်ပျော်တာလဲဆိုတာမသိကြောင်းပြောခဲ့ပါတယ်။အဲဒီချိန်မှာပဲမာဖီကဂျေးကိုတွေ့သွားခဲ့ပြီးတော့ Brian နဲ့သူ့မိသားစုကြောင်းပြီးတော့ဂျေးကတက္ကသိုလ်ကထွက်သွားတဲ့က Brian ကိုမမြင်မိတဲ့အကြောင်းပြောခဲ့ပါတယ်။မာဖီကသူတို့မှာကုသနီမရှိသေးပေမဲ့လည်းစစ်သားတွေထိုးခဲ့တဲ့ဈေးဖြစ်တဲ့လမ်းဆန်းကိုကူညီပေးတဲ့ကော်တေးရှိတဲ့အကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့လည်းအဲဒီကော်တေးကအာယုံကြောဆိုင်ရာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။ အဲဒီနောက်မှာ V ကဂျေးကိုဖက်လိုက်ပြီးတော့ကုညီဖို့လာတဲ့အတွက်ဝမ်းသာကြောင်ပြောခဲ့ပေမဲ့သူ့တန်ကမျောနှင်းချက်မဲ့နေခဲ့ပါတယ်။ဒီနောက်မှာတော့ဂျေးကဇာဦးရဲကနေထွက်ကလေကားမှထိုင်ရင်းနဲ့လူသားတွေမျိုးတုံးတော့မယ်လို့ထင်ကငုံနေခဲ့ပါတယ်။ရုတ်တရက်သူကကောင်းငင်ပေါ်မှာမိဘနေမြင်ခဲ့ရပြီးတော့ Dodge ကလည်းကလေးမျိုးကိုကားဝတ်တင်ကရောက်လာခဲ့ပါပြီ။ဂျေးကသူတို့စီပြေးသွားခဲ့ပေမဲ့စသားတစ်ယောက်ကသူ့ကိုဖမ်းဆီးခဲ့ပါတယ်။အဆောင်တွေကသူတို့ပြစ်မယ်လို့တော့မက်ဒီတာကအိတ်နိုင်တဲ့ကြောင်ပြောခဲ့ပါတယ်။ မနေ့ရောက်တော့မာဗီနဲ့ကက်ကမာဒီတာကိုစမ်းသပ်မှုတွေပြုလုပ်ပြီးတော့လူတွေကိုကူညီနိုင်တဲ့အကြောင်းပြောခဲ့ပါတယ်။ဒီနောက်မှာတော့မာဒီတာကခေါင်းကိုခွဲစိတ်ခံထားရပါပဲ။အသက်ရှင်နေစေဖြစ်တဲ့အမျိုးတော်ကောင်ကိုတွေးခဲ့ပါတယ်။သူကမျောက်လက်ကိုကင်ထားတော့မှာပဲ။ကက်ကမျောက်ကိုမီးစေးပေးခဲ့ပေမဲ့ဘာမှဆက်ဖြစ်မလာခဲ့ပါဘူး။သူတို့ကမာဒီတာဦးနှောက်ရဲ့တုံ့ပြန်မှုကိုမျောက်နဲ့နှိုင်းရှင်နေတဲ့အတွက်မာဒီတာကိုမီးစေးပေးလိုက်တော့သူကချက်ချင်းအိပ်ပျော်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့မာဗီကအခန်းထဲမှာတုတ်ပိတ်ခံထားရကအိမ်မရတဲ့အတွက်ခေါင်းမှုနေတဲ့ခြေကိုသွားကြည့်ခဲ့ပါတယ်။ ။ဘာဗီကသူ့ကိုအေးမွှားတာကအုံတော်ရဲ့တန်လိုက်စကွန်းကိုတက်ရောက်စေတဲ့အကြောင်းရှင်းပြခဲ့ပါလေ။ဂျေကသူသမီးကိုလွတ်ပေးဖို့တောင်းပန်ခဲ့ပေမဲ့မာဗီကလူသားမျိုးနွယ်အသက်ရှင်မရှင်ကမဒီရာပေါ်မှာမူတည်နေတဲ့အကြောင်းပြောခဲ့ပါလေ။အဲဒီအချိန်မှာပဲစစ်သားတွေက Torch ကိုလျှက်စစ်ပေးရှာရှင်မန်းတိသွားကြတော့ကော်တီထိုးပေးခဲ့ပါလေ။တကွဲကန်းထဲမှာတော့မဒီရာကအိတ်နေတဲ့ဖွားကအသက်ရှူရပ်သွားတာကိုတွေ့ခဲ့ပါလေ။ကက်ကနှလုံးပြန်ကုန်လာအောင်ရှော့တိုက်ခဲ့ပေမဲ့လည်းအလုံးမဖြစ်ဘဲနဲ့ဖွားကဆုံးသွားခဲ့ပါပြီ။ အဲဒီနောက်မှာတော့မာဖီကသူ့ကိုမက်ဒီတာရဲ့အုံနောက်လှူရှာမှုနဲ့နိုင်ရှင်မှုနိုဟာကိုခေါ်ခိုင်းခဲ့ပါတယ်။ဂျေးကတင်းအောင်တင်မဖြစ်လာခဲ့ပြီးတော့နိုဟာကလည်းသူ့ရှိမှပေါ်လာကကလေးတွေကိုသူများလက်ထဲထည့်တယ်လို့ဆွဆွဲပြီးတော့လက်စားချေခဲ့ပါတယ်။သူကဓာတ်ရောင်းကိုထိုးခဲ့ပေမဲ့အဲဒီချိန်မှာပဲစစ်သားတယောက်ရောက်လာကတကယ်နိုဟာကိုခေါ်ထုတ်သွားခဲ့ပြီးတော့ဂျေးကိုလည်းစိတ်သက်သာရာရစေခဲ့ပါတယ်။ဂျေးကသူသားကိုချမ်းသာပေးဖို့တောင်းပန်ခဲ့ပေမဲ့လည်းလက်လူရှုခံခဲ့ရပြီးအပြင်ဘက်မှာတော့စစ်သားတယောက်ကထင်းရှူးသီးတွေကိုလက်ပစ်ပုံးလို့ထင်ပြီးတော့တနက်နဲ့ရှောက်ပစ်ခဲ့ပါတယ်။ တနတ်တန်ကြောင့်တခြားစစ်သားတွေလည်းစိတ်လွတ်ကုန်းကြကအချင်းချင်းနေမကဘဲနဲ့သိပ္ပံပညာရှင်တွေကိုပါပြစ်ဒဏ်ခဲ့ကြပါတယ်။မိမတယောက်ကဂျေးကိုမြင်တော့တနတ်နဲ့ပြစ်ပြီးတော့သူ့ကိုယ်သူလည်းတက်တည်သွားခဲ့ပါတယ်။ကံကောင်းထောင်းမှပြီးသူ့ရဲ့ပြစ်ချက်ကပိုက်ကိုပဲမှန်သွားခဲ့တာပါ။အဲဒါကြောင့်ဂျေးကပိုက်ကိုဖြစ်စည်းတာလွတ်သွားခဲ့ပါတယ်။နွားကိုခေါ်လာတဲ့စစ်သားကလည်းစိတ်လွတ်သွားခဲ့ပြီးတော့နွားကိုတတ်မလို့ဖြစ်ပေမဲ့ Dodge ကသူ့ကိုအချိန်မီတားနိုင်ခဲ့ပါတယ်။စစ်သားကသူ့လုခဲ့မိတဲ့အရာကိုသဘောပေါက်သွားကယူသွားခဲ့ပြီး Dodge ကိုလည်းတိုက်ခိုက်တော့နွားကထွက်ပြေးခဲ့ပါတယ်။ ဝေယုံသုံးကားခြေနေမှာခြေကအထဲကိုဝင်ခဲ့ပြီးတကားနာရောက်တော့စစ်သားတယောက်နဲ့တွေ့ခဲ့ပေမဲ့သိပ္ပံပညာရှင်တယောက်ကစစ်သားကိုပြစ်တတ်ခဲ့ပါတယ်။တကွဲကန်းထဲမှာဇက်ကမာဖီကိုစေးထိုးပေးနေတော့မှပဲအကြောင်းရင်းမရှိဘဲနဲ့ကလေးတယောက်ကိုတတ်နေတဲ့အကြောင်းပြောခဲ့ပါတယ်။ခြေကအထဲဝင်လာတော့မာဖီကသူ့ကိုကလေးပြန်မပေးနိုင်ကြအောင်ပြောပြီးတော့ဓာတ်နဲ့ချင်းချောက်ခဲ့ပါတယ်။ရုတ်တရက်မာဖီကနေမကောင်းဖြစ်လာပြီးတော့ဇက်ကမိုင်းအတွင်းမှာပဲလဲကြသိဆုံးသွားခဲ့ပါတယ်။တကယ်တော့ကက်ကသူ့ကိုတတ်ဖို့စေးထိုးအထဲမှာစေးတမျိုးထည့်ထားခဲ့တာပဲဖြစ်ပါတယ်။ ဂျေးကသူသမီးကိုလှုပ်ပေးပြီးတော့အနူအာကိုသွားရှာခဲ့ပေမဲ့အချင်းချင်းပြစ်နေတဲ့စစ်သားတွေရောက်လာတော့သူတို့ကပုံငွေကြရပါတယ်။နောက်ဆုံးမှာတော့သူတို့က၅00000လို့အမြင်မှားပြီးတော့ဝါယာကြိုးတွေကိုကင်နေတဲ့အနူအာကိုရှာတွေ့ခဲ့ပါတယ်။ရုတ်တရက်သူကတက်လိုက်သွားခဲ့ပြီးတော့မဏိတာကလည်းစစ်သားလောင်းတွေဘော်ကိုကြော်ကရှော့ရိုက်စစ်ကိုသွားယူခဲ့ပါတယ်။ဂျေးနဲ့သူကနူအာကိုစက်တက်ပေးနေတဲ့ရှော့ဖြစ်သွားခဲ့ပြီးတော့တတိလဲသွားခဲ့ကြပါတယ်။မနေ့ရောက်တော့မဒီတာနိုးလာခဲ့ပြီးနွားကိုဖက်ထားတဲ့သူ့မိကိုလည်းတွေးခဲ့ပါဗျ မဒီတာကငိုပြီးတော့နိုအာကိုလှုံ့နိုးတော့အိတ်နေတဲ့နိုအာကနောက်ဆုံးမှမျိုးလုံးပွင့်လာခဲ့ပါတယ်။အဆောင်တစ်ယောက်ကနောက်ကနေရောက်လာကတနက်နဲ့ချိန်ထားခဲ့ပေမဲ့လည်းခဏလောက်ကြာတော့ထွက်သွားခိုင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂျေးတို့သားမီ၃ယောက်ကစစ်ကားနဲ့ထွက်သွားဖို့အသင့်ပြင်ခဲ့ကြပါတယ်။နွားကဂျေးကိုသူတေသနာဌာနကိုမလာသိတဲ့အကြောင်းနဲ့သူတို့ကိုဂီယုမဆိုင်မှန်တီးပြီးဖြစ်ကြောင်းပြောခဲ့ပါတယ်။အဲဒီချိန်မှာပဲမယ်ဒီတာကရှော့ရိုက်ဆက်ကိုကြည့်နေခဲ့ပြီးနွားကနှလုံးခုန်ရက်ပြီးတော့တည်သွားပြီးဖြစ်ကရှော့တိုက်ခံလိုက်ရတဲ့အတွက်အသက်ပြန်ရှင်လာတာဖြစ်ကြောင်းသဘောပေါက်သွားခဲ့ပါတယ်။ ိုင်နောက်နွာကပြန်ပြီးပြောင်းနိုင်တော့မှာပဲဖြစ်ပါတယ်။ဂျေကမာရင်းတဲ့တုံးကလည်းသူကဒေသွားပြီလို့ထင်နေခဲ့ပေမဲ့ရဲတွေကသူ့ကိုတစ်ပြန်ရှင်အောင်လုပ်ပေးခဲ့တဲ့အတွက်သူကအိတ်နိုင်တာပဲဖြစ်ပါတယ်။မရီတာကအိတ်မပြောတဲ့ယောဂါကိုကုသဖို့အတွက်သူတို့အသက်တွေကပြန်ရှင်ရမှာဖြစ်ကြောင်းယူဆခဲ့ပါတယ်။အိုင်နောက်ဂျေကလှုပ်တောင်မလုပ်နိုင်တော့တဲ့အတွက်ကလေးတွေကသူ့ကိုရေကန်စီကိုခေါ်သွားကရင်းနဲ့တတ်ခဲ့ကြပါတယ်။ဒီတော့မှာတော့သူတို့ကဂျေးအတွက် CPR ပေးပြီးတော့အသစ်ပြန်ရှင်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။ဇလန်လေးကတော့ဒါပါပဲခင်ဗျ။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတူပဲတင်ရှိပါတယ်။